အားလုံးမင်္ဂလာပါနော်ဒီဗီဒီယိုလေးမှာတော့ဒီဖဲပြားကောင်းစီကွင်ထိုးနီးလေးကိုထိုးပြပေးပါမယ်နော်သုံးနားနဲ့ရှိရတော့မစ်ကော်တွန်ဖိုးပလိုင်းဝဲ3ရောထိုးထားတယ်နော် SI 2mm ကိုသုံးပါတယ်နော်ဒါဆိုရင်ဒီကောင်းစီကွင်လေးကိုစပြီးတော့ထိုးလိုက်ကြရအောင်နော်အရင်ဆုံးဖွင့်မီ63ကထိုးမယ်နော် ဒီမှာဖွင့်မီ60နဲ့3ခါထိုးလာပြီးပြီဆိုရင်ဒီရှိထွက်နေတဲ့ပောက်ကနေစပြီးရှိမယ်နော်တနှစ်ဒုတိယပောက်မှာတိုင်လန်တိုင်ထိုးမယ်ဒုတိယပောက်ကနေတိုင်လက်ကလေးတိုင်နဲ့စထိုးမယ်ပြီးရင်နဘေးကလေးရဲ့အပေါက်မှာလည်းတိုင်ဒီလိုမျိုးတိုင်လန်တစ်ပောက်မှာတိုင်စီနဲ့6တိုင်ထိုးမယ်နော်2တိုင်ရပြီ3တိုင် 理想。你想拿来，敲打。ဒီလိုမျိုးတိုင်လဲ6တိုင်ထိုးပြီးပြီဆိုရင်နဘေးကလေးရဲ့ပေါက်မှာချက်ကောတစ်ခါပြီးရင်နောက်တစ်ပေါက်မှာတစ်ခါဒီလိုမျိုးချက်ကောတစ်ပေါက်မှာတစ်ခါစီနဲ့6ခါပြန်ထိုးမယ်နော်3ခါ4ခါ5ခါ6ခါ ငါက6ခါဒီလိုမျိုး6ကော6ခါနဲ့ရွှေ့လာပြီးဆိုရင်နဘေးကလေးရဲ့ဘောက်ကနေတခါတိုင်လက်ပြန်ထိုးမယ်ဒီလိုမျိုးတိုင်လက်လေးတွေဒီမှာတပေါက်မှာတခါစီနဲ့16ခါထိုးမယ်နော်တိုင်လက်16တိုင်ထိုးမယ်ဒီလိုမျိုးတိုင်လက်ကလေးတွေတပေါက်မှာတတိုင်းစီနဲ့16တိုင်ထိုးသွားပါမယ်နော် ဒီမှာတိုင်လက်လေးတွေဒီနေရာမှာ တပေါက်မှာဒရိုင်းစီနဲ့ဆက်လျှောက်တိုင် ထိုးလာပြီးပြီเนาะဒီလိုမျိုးဆက်လျှောက်တိုင်ထိုးလာပြီးပြီဆိုရင်နဘေးကလေးရက်မှာတပေါက်မှာတခါဒီနဲ့ချက်ကော်လေးတွေ6ခါပြန်ရွှေ့မယ်เนาะဒီနိတုံးလီငါ ချเนาะဒီလိုမျိုးချက်ကော်လေးတွေ6ခါเนี่ยช่วยลาပြီးပြီဆိုရင်နဘေးကလေးရဲ့မှာတခါတိုင်လက်ပြန်စမယ်တိုင်လက်တပေါက်မှာတတိုင်းစီနဲ့ဒီမှာထိုးခဲ့တဲ့လူမျိုး16တိုင်ပြန်ထိုးမယ်เนาะဒီနေရာမှာထိုးခဲ့တဲ့လူမျိုးတိုင်လက်16တိုင်ပြန်ထိုးသွားမယ်ဒီနေ့တော့ လေးငါမလဲတိုင်လဲ16တိုင်ထိုးလာပြီးပြီဆိုရင်နဘေးကလေးရဲ့ကိုတခါချက်ကော်လေးနဲ့6ခါပြန်ရွှေ့မယ်เนาะတပေါက်မှာတခါစီနဲ့ဒီနေ့3 4 ဒီလိုမျိုးချက်ကော်လေးနဲ့ချောက်ခါပြန်ရွှေ့လာပြီးပြီဆိုရင်ဒီနောက်ဆုံးကြံနေတဲ့6ပောက်ကိုနော်နောက်ဆုံးကြံနေတဲ့6ပောက်ကိုတိုင်လက်တစ်ပောက်မှာတတိုင်းစီထိုးသွားမယ်တိုင်လက်6ခါဒီနေ3 လေးနာချောက်နော်ဒီလိုမျိုးလေးဒါဆိုရင်ပထမအဆင့်မှာဒီလိုမျိုးလေးရမယ်နော် ဒီလိုမျိုးလေးရပြီဆိုရင်နံပါတ်2အဆင့်ကိုတက်ဖို့အတွက်ဖုန်မီတစ်ခါထိုးမယ်နော်ဖုန်မီတစ်ခါထိုးပြီးဒီဘက်ကိုပြန်လှည့်မယ်နော်ဒီဘက်ကိုပြန်လှည့်ပြီးဒီနေရာမှာကြတော့ BAO နော် BAO ထိုးမယ်ဒီ BAO ထိုးမယ်ဆိုတော့ဒီလက်ကလေးဗျှံတရှမ်းလေးကိုပဲယူပြီးတော့ထိုးမယ်နော်ဒီပထမဆုံးတိုင်လက်ထိုးထားတဲ့အထိတ်လေးမှာတိုင်လက်နော်ထိုးသွားမယ်နော်ပထမကပြောင်းမသွားဘူးနော်ဒီတန်လက်ထိုးထားတဲ့နေရာမှာတိုင်လက် တပေါက်မှာတတိုင်းစီနဲ့ထိုးသွားမယ်လျှောက်တိုင်းเนาะနှစ်တိုင်းသုံးတိုင်းလေးတိုင်းငါတိုင်း6တိုင်းเนาะ ဒီလိုမျိုးတိုင်လန်6တိုင်ထိုးပြီးပြီဆိုရင်ဒီမှာ6កော6ခါချွေထားတဲ့နေရာမှာဆိုရင်လေဒီဒီလက်ကလေးပဲချန်လေးကိုပဲယူပြီးတော့6កော6ခါနဲ့ပြန်သွားမယ်နော်ဒီနဲ့ don le nga ချောက်နော်ဒီလိုမျိုးချက်ကော်ထိုးထားတဲ့နေရာမှာချက်ကော်တိုင်လက်ထိုးထားတဲ့နေရာမှာတိုင်လက်နဲ့အဆုံးထိရအောင်ထိုးသွားမယ်နော်ဒီမှာတိုင်လက်ထိုးထားတဲ့နေရာရောက်ပြီဆိုရင် တိုင်လက်လေးထိုးသွားရုံပါပဲเนาะဖတန်ပြောင်းသွားတာမရှိဘူးเนาะဒီလိုမျိုးလေးထိုးသွားရုံပါပဲเนาะဒီနေရာမှာတိုင်လက်ဆက်ချောက်တိုင်ထိုးထားတဲ့နေရာမှာဆိုရင်လည်းတိုင်လက်ဆက်ချောက်တိုင်ပြန်ပြီးတော့ထိုးသွားမယ်เนาะဒီမျိုးလေး နော်အမျိုးလေးဒါမျိုးလေးအဆုံးထိရအောင်ထိုးသွားမယ်နော်ဒီမှာတိုင်လက်ဆက်လျှောက်နေထိုးထားတဲ့နေရာမှာဆိုတိုင်လက်ဒီမှာချက်ကော်6ခါထိုးထားတဲ့နေရာမှာဆိုချက်ကော်6ခါဒီလိုမျိုးပဲအဆုံးထိရအောင်ထိုးသွားမယ်နော်ဒီလိုမျိုးနံပါတ်2ကနေပြီးတော့၄အဆင့်ထိထိုးမယ်နော်အဲအခုနံပါတ်2အစင်းဒီနောက်ဆုံးရောက်ပြီဆိုရင်ဖုန်မီတစ်ချက်တက်မယ်ဖုန်မီတစ်ချက်တက်ပြီဒီဘက်ကိုပြန်လဲပြီးရင်ဒီလက်ကလေးဗက်ချန်လေးကိုပဲယူပြီးတော့ထိုးမယ်နော်နံပါတ်3အစင်းမှာလဲဒီတိုင်းပဲနံပါတ်4အစင်းမှာလဲဒီတိုင်းပဲ ထိုးသွားမယ်နော်နံပါတ်၄အဆင့်အထိထိုးပြီးပြီဆိုရင်ပြန်ပြပေးမယ်နော်နံပါတ်၄အတန်းအထိတွားပြန်လာပြန်ထိုးလာတယ်နော်နံပါတ်၄အတန်းအထိထိုးလာပြီပြီဆိုရင်နောက်ဆုံးမှာဖုန်မီလေးတစ်ခါထိုးလိုက်မယ်နော်ဖုန်မီလေးတစ်ခါထိုးပြီးရှိသားကိုအနှဲငယ်ကြီးကြီးလေးထားပြီးတော့ဖြစ်လိုက်မယ်နော် ဖြတ်ပြီးတော့ဒီအစာလေးနှစ်ခုကိုကြာတော့ချုပ်ဝက်လေးနဲ့เนาะချုပ်ဝက်လေးကိုသုံးပြီးတော့ဒီအထဲလေးတွေမှာပဲတီတက်တက်ကလေးလောင်းတင်လိုက်မယ်เนาะဖဲပြားလေးထိုးပြီးပြီဆိုရင်เนาะဒီဖဲပြားလေးထိုးပြီးပြီဆိုရင်ဒီအလဲဟာလေးကိုထိုးမယ်เนาะဒီအလဲဟာလေးကိုထိုးဖို့အတွက်ဖို့မီဆက်တခါထိုးမယ်เนาะဒီ နှစ်သုံးလေးငါချောင်းခွန်ရှေးကိုတစ်စိမ့်နော်ဖို့မီဆဲကထိုးပြီးတော့ဒီဒုတိယမြောက်အဲဖို့မီဆက်တခါနော်ဖို့မီဆက်တခါထိုးပြီးတော့ဒီဒုတိယမြောက်အပေါက်ကနေစမယ်နော် ဒုတိယမြောက်ဘောက်ကနေတိုင်လက်လေးတွေတပေါက်မှာတိုင်စီနဲ့ဆယ်တိုင်ထူသွားမယ်နော်တတိုင်းပြီးရင်နောက်တစ်ပေါက်မှာတတိုင်းပြီးရင်နောက်တစ်ပေါက်မှာတတိုင်းသုံးတိုင်းပြီးရင်နောက်တစ်ပေါက်မှာတတိုင်းလေးတိုင်းပြီးရင်နောက်တစ်ပေါက်မှာတတိုင်း นาทังปีนนอตบ้าหมดทังเท่าทังปีนนอตบ้าหมดได้คนทังปีนนอตบ้าหมดทังชิดทังโอ้ไร ဆယ်တိုင်းနော်ဒီလိုမျိုးဆယ်တိုင်းရပြီဆိုရင်ရှီသားလေးကိုချီချီလေးထားပြီးတော့ပြတ်မယ်အေးဒီရှီသားလေးကိုဆွဲပြီးတော့ထုတ်လိုက်မယ်နော်ဒီရှီသားလေးကိုကြတော့ဒီတိုင်းလေးထားမယ်ဒီရှီသားလေးကိုကြတော့ဒီတစကိုကြတော့ချိုးဝက်လေးနဲ့တိမ်လိုက်မယ်နော် คဒီမှာဒီလိုမျိုးလေးနှစ်ခုထိုးပြီးဆိုရင်နေရာမှာကောင်းစီလေးနဲ့လာတွေ့မယ်เนาะဒီမှာဒီအဆလေးကိုမမင်းချိုးရကလေးထည့်ထားတယ်เนาะချိုးရလေးထည့်ထားပြီးတော့ဒီမှာဒီဖဲပြားလေးကိုเนาะဖဲပြားလေးကိုဒီလိုမျိုးလေးလှော်လိုက်เนาะဒီလိုမျိုးလေးပြီးရင်နောက်တစ်ခုနဲ့ဓာမျိုးလေးနော်ဒီလိုမျိုးလေးလွယ်လွယ်လေးပါပဲနော်ဒီလိုမျိုးလေးမပြန်လုပ်ပြရမယ်နော်မင်းမင်းဒီလိုမျိုးတစ်ခေါက်ခေါက်လိုက်ပြီးရင်နောက်ထပ် တစ်ခေါက်ခေါက်လိုက်တစ်မျိုးလေးနော်ဒီလိုမျိုးတစ်မျိုးလေးလှုပ်လိုက်မယ်နော်တစ်မျိုးလေးလှုပ်ပြီးတော့ဒီမှာဒီရားလေးကိုဒီအလယ်မှာဒီမျိုးလေးထည့်မယ်နော်တစ်မျိုးလေးထည့်တစ်မျိုးလေးထည့်ပြီးခေါင်းသီးလေးကိုပါတစ်ခါလေးထည့်လိုက်မယ်တစ်ခါလေးထည့်ပြီးဒီမှာချိုးလိုက်မယ်နော်ဟိုဘက်ဒီဘက်မျိုးလေး တမျိုးလေးဟိုဘက်ဒီဘက်အဆင်ပြေသလိုလေးချုပ်သွားလို့ရရင်တော့လှလှလေးတော့ချုပ်တတ်ဘူးတော့လုံမယ်เนาะမျိုးလေးနော်ဘတ်ဘတ်ထူလိုက်ဒီဘတ်ထူလိုက်နေနော်ဘတ်ထူလိုက်ဒီဘတ်ထူလိုက်နေချုပ်သွား လွယ်လွယ်လေးပါပဲเนาะโอเคเนาะဒီလောက်ဆိုရင်ရပါပြီเนาะဒီနေရာမှာခြေသားလေးကိုတင်လိုက်မယ်เนาะဖြုတ်မထွက်အောင်သူတိချာချာလေးတင်ပြီးမယ်เนาะ ော်ဒီလိုမျိုးလေးဒီမျိုးလေးခြေစားလေးကိုတင်းပြီးတော့ပြီးရင်ညှပ်ထုတ်ပါโอเคဒါဆိုရင်ဒီမှာကောင်းစီလေးနဲ့တွဲရဲရပြီနော်ပြီးရင်ဒါလေးကိုတော့ကိုလက်ကလေးနဲ့ပေါ့နော်အရင်ပြေးသလိုလေးပုံလေးတွင်ပြလိုက်မယ်နော် အမျိုးလေးပြီးရင်ဒီလိုမျိုးလေးဖျက်ပြားလေးကိုဖောင်းမောင်းလေးဖြစ်အောင်လက်လေးနဲ့ဒီမျိုးပေါ့နော်ဒါမျိုးလေးโอเคဒါဆိုရင်ဒီမှာဖဲပြားလေးပြီးပါပြီเนาะဒါလေးကိုတော့ဖဲပြားလေးကိုဒီမှာကောင်းသီးလေးနဲ့တွဲပြီးပြီဆိုရင်ကိုယ့်ဘာသာကိုယ်လက်လေးနဲ့ဘယ်လိုပြောမလဲအလိုက်တင်လေးပေါ့เนาะပုံလေးပုံထွက်လေးနည်းနည်းလေးလှအောင် လိုက်လိုက်တင်လေးပေါ့နော်လက်ကလေးနဲ့ပုံသွင်းပေးဖို့တော့လိုမယ်နော်ဒီမျိုးလေးအလားလေးလုတ်ပေးလိုက်ပါနော်မမေကတော့ဒီလောက်ပဲလုတ်ပြပါမယ်နော်ဒါဆိုရင်ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်လိုက်ပါမယ်နော်